မင်္ဂလာပါရှင်။ဗမာခေတ်တည်ထင်ဌာနရဲ့ထိတ်တန့်တည်များကိုတင်ဆက်ပေးပါမယ်။မောင်စိုးစစ်တဲရွေးကောက်ပွဲကိုညှင်းပယ်ရတဲ့နိုင်ငံရေးအကျဉ်းသားအလုံးလွတ်မြောက်ရေးပါဝင်အချက်၅ချက်ဆောင်ရွက်ပေးရန်အာဆီယံတို့ NUG, CRPH, NUCC နဲ့တိုင်းဒေသတော်လှန်ရေးတပ်များအပါအဝင်အဖွဲ့20တောင်းဆိုတဲ့တည်ရင်ကိုတင်ဆက်ပေးပါမယ်။ အကြမ်းဖက်စစ်တပ်ကပြုလုပ်မဲ့မြစ်တီရွေးကောက်ပွဲမဆိုညင်းပေရန်နဲ့အတိမတ်မပြုရန်နိုင်ငံရေးအကျဉ်းသားအလုံးလွတ်မြောက်ရေးပါဝင်အချက်၅ချက်ဆောင်ရွက်ပေးရန်အာဆီယံသို့အမျိုးသားညီညွတ်ရေးဆိုရာ NUG ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH NUCC နဲ့ကရင် KNU ချင်း CNF ကချင်း KBICD ကရင်နီ KNPP IEC ပါဝင်ဒေါ်လန်ရီတက်များနဲ့အဖွဲ့အစည်းပေါင်း20ကယနေ့ကြေညာချက်ထုတ်ပြန်တောင်းဆိုပါတယ် မလေးရှားနိုင်ငံကအာဆီယံဥက္ကဋ္ဌဖြစ်လာသည့်အချိန်မှစတင်၍မြန်မာအရေးအတွက်ဖြည့်ရှင်ရေး NUG အမျိုးသားညီညွတ်ရေးဆိုရာ NUCC အမျိုးသားညီညွတ်ရေးတိုင်းပင်ခံကောင်စီ CRPH ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီတိုင်းရင်းသားဒေါ်လန်ရေးအဖွဲ့အစည်းများတိုင်းရင်းသားရေးရာ တိုင်းပင်ခံကောင်စီများ Federal Unit များနဲ့အခြားသောကိုစားပြုအဖွဲ့အစည်းများအပါအဝင်အထူးသက်ဆိုင်သူအဖွဲ့အစည်းများအားလုံးပါဝင်သောဆွေးနွေးပွဲများဇက်တိုက်လှုပ်ဆောင်ခဲ့ကြောင်းယနေ့ထုတ်ပြန်သောကြေညာချက်ကိုအစပြုထားပါသည်။ အဆိုပါဆွေးနွေးပွဲများနှင့်ထိတွေ့ဆက်ဆံမှုများသည်မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသောအကျက်တဲကိုဖြေရှင်းရေးအကြမ်းဖက်မှုများရစေရေးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးနိုင်ရေးအားလုံးပါဝင်သောနိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေးနှင့်စစ်တပ်ကစီစဉ်ထားသောအထူးရောင်ရွေးကောက်ပွဲကိစ္စကိုဖြေရှင်းရေးမဟာပြူဟာနှင့်အကြံပြုချက်များကိုအကောင့်ထည့်ဖို့ရင်းအားလုံးပါဝင်သောပလက်ဖောင်းတစ်ခုဖြစ်ကြောင်းသိရှိရပါသည်မြန်မာရေးဆွေးနွေးပွဲတွင်အဓိကသက်ဆိုင်သူများအားလုံးကစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမြန်မာ ုင်ငံတွင်ဆုံးရလာနေသည့်အခြေအနေပေါ်စိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုပြီးဒီမိုကရေစီပြန်လည်ထူထောင်ရေးနှင့်လူခွင့်ရေးကိုမြင့်တင်ရန်ဆောင်ရွက်ရန်အတည်ပြုခဲ့ကြကြောင်းသိရှိရပါသည်။အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုအကောင့်ထည့်ဖို့ရင်လက်ခံအတည်ပြုထားသော်လည်းဘုံသဘောတူညီချက်၅ရပ်ကိုအကောင့်ထည့်ဖို့ရင်အကန့်အသတ်များရှိနေမှုပေါ်စိုးရိမ်ကြကြောင်းစစ်တပ်ကအရက်သားများပေါ်အကြမ်းဖက်မှုများဆက်လက်ကျူးလွန်နေပြီးအာဆီယံပြည်ညေပါဝင်ဒီမိုကရေစီစံနှုန်းများကိုပြောင်းပြောင်းတင်းတင်းလှုပ်ရှုလျက်ရှိကြောင်းသိရှိရပါ body မလေးရှားနိုင်ငံကကမ္ဘာကထာပြုလုပ်ခဲ့သောမြမရေးဆွေးနွေးပွဲများတွင်စစ်တဲ၏ရွေးကောက်ပွဲညင်းပယ်ရန်တော်လိုင်းရေးတက်များကြောင့်စူးစီးညီညွတ်မှုတိစောက်ရန်အာဆီယံကပြက်ပြက်သားသားအရင်းယူဆောင်ရွက်ရန်အားလုံးပါဝင်သောနိုင်ငံရေးတွဲဆောင်ဆွေးနွေးမှုအကောင့်ထေဖို့ရန်ဒေတာရီတင်ငိအေးချမ်းရေးဟူသောရည်ရွယ်ချက်၆ခုကိုရလက်များဖြင့်ရရှိခဲ့ကြောင်းသိရှိရပါသည်ထို့ပြင်တွဲဆောင်ဆွေးနွေးပွဲများတွင်စစ်တပ်ကိုတရားဝင်မှုလုံးဝမပေးရန်လည်းသဘောတူညီထားကြောင်းသိရှိရပါသည် ထို့ကြောင့်အာဆီယံအနေဖြင့်အကြံဖက်စစ်တပ်ကပြုလုပ်မည်မြေတီကျွေးကောက်ပွဲမဆိုညင်းပေရန်နှင့်အတိမတ်မပြုရန်အယက်သားများအကြံဖက်မှုမှကာကွယ်နိုင်ရင်အရင်းယူဆောင်ရွက်မှုများချက်ချင်းလုံဆောင်ရန်စစ်တပ်၏အကြံဖက်ရဆက်မှုများပေါ်နှုတ်ဆက်နေမှုကိုအဆုံးသတ်ရန်ဒေါအောင်ဆန်းစုကြည်တမရာဦးဝင်းမြတ်ပါဝင်နိုင်ငံ၏အကျဉ်းသားများအလုံးချင်းချက်မရှိချက်ချင်းလွတ်ပေးရန်တောင်းဆိုပေးရန်ဒေါ်လန်ရေးဖွဲ့များကစုပေါင်းတောင်းဆိုပါသည် ရင်းပြင်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ရန်ပြက်ကွက်နေသောစစ်တပ်ကိုတာဝန်ခံစေရန်တန်တမန်ရေးအရေးယူမှုအာဆီယံစည်းဝေးများမှာဖိရှားအရေးယူရန်စစ်တပ်ကအာဆီယံဘုံသဘောတူညီချက်ကိုအကောင့်ထည့်ဖို့ရင်နိုင်ငံတကာနဲ့တူဖိအားပေးအရေးယူရန်တောင်းဆိုထားပါတယ်။အဆိုပါကြေညာချက်တွင် NUG, CRPH, NUCC တို့နဲ့တူ ABSDF, CNF KPICT, KMPPIEC, Montan Yinta, MSFC, NNSBAT, PNFC, PNLO, Shangong Lutto Gedo Do Federal Unit Mia Susu Pao Pwezi Ne, Tetsu Susu Pao Nasegu Pao Wen Zang Tishia Bari. ဆက်လက်ပြီးဘာကံမြို့နယ်မလန်းရွာနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကအထင်အားနေသဖြင့်လေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဘာကံမြို့နယ်မလန်းချင်းရွာနီးတဝိုက်တွင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကအထင်အားနေသဖြင့်လေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်း KIA စီရေးတရင်ရင်းမြစ်ကပြောကြားပါရသည်။ အော်တိုဘာလ6ရက်မနေ့ပိုင်းအထိဘာကံမြို့နယ်မလန်းချေရွာနီးမှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်မှအထင်အလျက်ရှိရာဂျမန်နီအော်တိုဘာ10ရက်ညနေ6နာရီခန့်ကဂျက်ဖိုက်တာတစ်စီးဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းထို့ပြင်မနေ့7နာရီခန့်ကလည်းဝိုင်းတွဲလျင်ဖြင့်၉ချိန်ခန့်လက်ပတ်ပြန်ဝဲကဘုံဒီအလုံး40နီးပါးချဲချတိုက်ခိုက်ခဲ့သည့်ပြင်အော်တိုဘာ9ရက်မွန်တဲ12နာရီခန့်ကလည်းဂျက်ဖိုက်တာဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ဘာကံမျိုးဘာကံအရှိဘက်ချံမလန်းရွာတဝိုက်မှာစစ်ကောင်စီကလုံခင်းရန်ချက်ဘက်ကနေစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲဖြစ်ပွားနေတာ6ရက်နေပါရှိပြီးသူတို့စစ်ကြောင်းထိုးလာတော့ KIA KPD ရဲ့ပူးပေါင်းတပ်ဖွဲ့ဘက်ကပိတ်ဆို့တိုက်ခိုက်နေတာသူတို့စကမဘက်တော်တော်များများထိခိုက်တယ်လို့သိရတယ်။တိုက်ပွဲကဒီမနက်ထိပြင်းထန်နေတယ်။အပြန်အလှန်လက်နက်ကြီး drone ပစ်ခတ်နေကြတယ်။စစ်ကောင်စီဘက်ကလည်းမြေပြင်ထိုးစစ်လက်နက်ကြီး drone ၄ချောင်းပစ်ကူနဲ့ရှေ့တိုးလာတာဒါပေမဲ့ KIA KPD ရဲ့တပ်ဖွဲ့ကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက် ခဲ့တဲ့အတွက်ရှေ့မတိုးနိုင်မဲအထင်နာနေတယ်ဟု KIA စည်ရေးသတင်းရင်းမြစ်ကပြောကြားပါရယ်။ဘာကံမျိုးနဲ့ဤတဝိုက်တွင်တိုက်ပွဲပြင်းထန်နေဒီမှာလေးလာကျော်ကြာမြင့်နေပြီဖြစ်ပြီးစစ်ကောင်စီတပ်သားပြည်သူစစ်ရာကနေထိခိုက်သေးဆုံးထားကြောင်း ထို့သောထိခိုက်သိဆုံးမှုများပြားသဖြင့်အကြမ်းဖက်စစ်ကောင်စီတပ်ကပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိလက်နက်ကြီး drone လက်နက်ငယ်များဖြင့်ပြစ်ခတ်တပ်ဖြတ်ခဲ့ရာပြည်သူ60နီးပါးသိဆုံးပြီး290နီးပါးဒဏ်ရာရရှိထားကြောင်းသိရပါသည်စစ်တပ်ကရခိုင်လာများကဖားကန်မြို့အနောက်ဘက်ခြမ်းကိုစစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပြီးနောက်ယခုကဖားကန်မြို့အရှိတ်ဘက်ခြမ်းကိုထပ်မံစစ်ကြောင်းထိုးတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရှိရပါသည် မြန်မာနိုင်ငံတွင်အလကားနေရင်စစ်တပ်ဆန့်ကျင်ရေးနှင့်အမုန်းတရားများကြောင့်နိုင်ငံမှာခြားလက်ပဲရန်နေကြောင်းချမ်းဖို့ပါတီဥက္ကဋ္ဌခင်ဟီကပြောဆိုပါရယ်အော်တိုဘာလ၂ရက်နေ့ရန်ကုန်မြို့တွင်စစ်တပ်ထောက်ခံသောတရုတ်ဆောင်များလူရှင်တော်များအပါအဝင် ရုပ်ရှင်တိုင်းဝိုင်းနှင့်တွေ့ဆုံစဉ်ချမ်းဖို့ခင်ဟီကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပါရယ်ချမ်းဖို့ခင်ဟီက၎င်းစစ်သားဖြစ်ခဲ့စဉ်ကရှေ့တန်းထွက်နေရပြီးပြန်လာချိန်တွင်သားသမီးများကမမတ်မိကြောင်းတိုက်ပွဲတွင်82နှစ်အကြာတိုက်ခဲ့ရပြီးတနက်18ချက်ထိမှန်ခဲ့ ာကြီးနှစ်တောက်မှာဘိုက်ထဲမှာဂျန်နေကြောင်းခွဲစိတ်မရကြောင်းသူ့ဘဝမှာရုပ်ရှင်ရိုက်ရရကြောင်းတို့ရအတွင်အလကားနေရင်တက်မတော်ကိုမုံတီးဆန့်ကျင်နေကြကြောင်းပြောဆိုပါတယ်။ အလကားနေရင်တက်မတော်စံချိန်ရင်းနဲ့အမုံတရားတွေနဲ့နိုင်ငံရေးကကျွန်တော်တို့နိုင်ငံခြားလက်ပဲရန်နေတယ်ဒါကြီးကလွတ်မြောက်ပြီးတော့ကျွန်တော်တို့ကဘာတစ်တစ်ခုကိုဘဝတစ်တစ်ခုအနာဂတ်တစ်တစ်ခုကိုဖန်တီဖို့ကရောက်ကိုရောက်နေပြီအဲ့ဒီအတွက်အလဲပြောင်းကရွေးကောက်ပွဲပဲရွေးကောက်ပွဲကိုအားပေးပါဟုဂျမ်ဖို့ခင်ကြီးကပြောဆိုပါတယ်ဂျမ်ဖို့ခင်ကြီးကရွေးကောက်ပွဲနိကက်လာတဲ့အများစစ်တပ်ထောက်ခံနေသောရုပ်ရှင်အတိုင်းဝိုင်းကိုမကြာခဏဆိုသလိုတွေးဆောင်လျက်ရှိပြီးထို့သို့တွေးဆောင်မှုမှာမဲဆွယ်မှုနဲ့မဲဆွယ်စည်းရုံးခိုင်းခြင်းမဟုတ်ကြောင်းခင်ကြီးကပြောဆိုပါတယ် တယ်ကျွန်တော်တို့မဲဆွဲစရာလည်းမလိုပါဘူးမဲဆွဲကလာလည်းမဟုတ်ဘူးပေါ့နော်ဟုခင်ကြီးကပြောဆိုပါတယ်ဂျမ်းမုခင်ကြီးနဲ့မကြာခဏဆိုသလိုတွေးဆောင်နေသောတွေးဆောင်ပွဲများတွင်ရွှေတန်စင်ဝင်းမော်တယုတ်ဆောင်မိတန်းတို့အစိုးရချင်းနေနဲ့လူရှင်တော်အုံသည်အစိုးရဆိုတဲ့ပါဝင်စစ်တပ်ဘက်တော်သားရုပ်ရှင်ဝိုင်းတော်သားများပါဝင်ကြပါတယ် ယနေ့အောက်တိုဘာ9ရက်နေ့မှာလေကျန်းဖို့ခင်ကဝင်းကိုကိုလက်ဒေါခင်ဝိုင်းကြီးအပါအဝင်မဘာတာဘာသာရေးအဆောင်ရောက်များနဲ့အမျိုးသားရေးအဆောင်ရောက်များကိုပါရန်ကုန်မြို့ကျန်းဖို့ပါတီရုံးမှာထပ်မံတွေ့ဆုံပြန်ကြောင်းသိရှိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့တာချီလိတ်တွင်ချင်းတိုက်ပြီးမောင်းပြေတိကဇက်တိုက်ဆင်တိုင်မှုကြောင့်လူငါးဦးကန့်သေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဆိုင်ကယ်ကိုတိုက်ပြီးနောက်မောင်းပြေတိကမှတခြားဆိုင်ကယ်များကားများနဲ့လမ်းမဆိုင်များကိုပါဇက်တိုက်ဆင်က တိုက်မိတဲ့အတွက်လူငါးဦးကန့်သေဆုံးသွားကြောင်းတာချီလိတ်ဒေသခံများထံကကနေဦးသိရပါရယ်။ယနေ့မနက်၁၇နာရီခွဲကမှတာချီလိတ်ဘိုးချုပ်လမ်းမကြီးပေါ်မှာဇက်တိုက်ရင်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးရင်မောင်းသူနဲ့အတူပါလာသူတို့မှတရုတ်နိုင်ငံသားများ များဖြစ်ကြောင်းကနဦးမေးမြန်းချက်များရသေးရပါတယ်။ဝိုင်းဖန်ရမှာထိုင်းစကားပြောတန်ကြရပြီးထိုင်းနိုင်ငံသားများဖြစ်ကြောင်းလည်းပြောဆိုကြပါတယ်။ဖြစ်စဉ်အတိအကျကိုတရင်ဌာနကစုံစမ်းနေစေဖြစ်ပါတယ်။ဒေသခံများရဲ့ပြောဆိုချက်အရတရုတ်နိုင်ငံသားများမှာတာချီလိမ်မျိုးရွှေရကုံဖျားဝင်းကျင်မှာယင်တိုက်မှုစတင်ဖြစ်ပွားခြင်းဖြစ်ပြီးမောင်ပြေလာရလမ်းတစ်လျှောက်မှာလည်းနောက်ထပ်ယင်တိုက်မှုများဆက်ဖြစ်ခဲ့သလိုနောက်ဆုံး၌တာချီလိမ်အားထကကျောင်းရှိမှာတိုက်မိခြင်းဖြစ်ကြောင်းသိရပါတယ်။ဖြစ်စဉ်အသေးစိတ်နဲ့အတိအကျကိုတရင် င်းဌာနမှဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။